င်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့တငယ်ချင်းတွေအလုံနိုင်ရရတာနဲ့ဘမ္မူကျွန်းနဲ့မာယာဘေကျွန်းကိုအလဲသွားခဲ့ကြပါတယ်ရှင်အလဲသွားခဲ့တဲ့အတွေ့အကြုံလေးကိုပြပြပေးမယ်နော်ပထမဆုံးຫນွေတို့ကစပီးပုံးနဲ့ဖရန်ဝေပုံးမှာဖရန်ဝေပုံးကိုရွေးချယ်ပြီးသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီလေးကိုရွေးချယ်ရတဲ့အကြောင်းရင်းကတော့တခြားတစ်စိမ့်တွေမှာပါပဲကိုယ်ဖွဲ့တီးတတ်မှုကိုကြိုက်တဲ့နေရာကိုသွားလို့ရတယ်လို့ကိုကြိုက်တဲ့နေရာမှာလည်းအကြာကြီးနေလို့ရတယ်လေ တောက်တဆတတ်တဲ့သူတွေဆိုရင်လေကိုကြိုက်တာတွေကိုလေပေါ်မှာဝယ်တော့လို့ရတယ်။ကဲခီးစင်လေးကိုစပြောမယ်နော်။ပထမဆုံးဘန်ဘူးကျွန်းကိုအရင်သွားခဲ့ပါတယ်ရှင်။ပုံမှန်ဆိုမယားပဲကျွန်းကိုအရင်သွားချပြီမယ်။အခုကမိုးရသည်ဆိုတော့မနက်ပိုင်းပဲရာဒီယိုတွေကတာယာတဲ့အချိန်များတာမို့ဘန်ဘူးကျွန်းကိုအရင်ရွေးချယ်လိုက်ပါတယ်။ဘမ်မူကျွန်းကိုရောက်တာနဲ့အရန်လာတဲ့သဲပြင်ကျဲကြီးကနေ နေပူစာလုံမဲ့သူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်။ဒီကူးမဲ့ဆိုရင်လည်းရေကကြည်စဲနေော်ပဲကူးလို့ရန်ကောင်းတယ်။မတို့ကတော့ပင်လယ်ကချင်မှနေတာမို့စနိုကလင်းတော့တခြားမလုပ်ခဲ့ပါဘူး။ခဏကြာတော့စပီးဘုတ်တွေနဲ့နိုင်ငံခြားသားတွေလာတော့လူတွေအရန်များလာတာမို့မတို့တခြားတနေရာကိုထွက်ခဲ့ကြပါတယ်။ ခုဒီနေရာလေးကတော့ကျိုးတရားလေးလို့အလွယ်ခေါ်ကြတဲ့နေရာလေးပေါ့ဒီနေရာလေးကိုတော့အပြင်ကဧည့်သည်တွေတီးတန့်လာလေးမရှိပဲနေခံတွေပဲအလားများတဲ့နေရာလေးပါဒီကျိုးတရားမှာတပုံနေရိုက်ပြီးကုလှစီကိုပြန်ခဲ့ကြပါတယ်လမ်းမှာသာတော့ဆိုင်လေးတွေအများကြီးတွေ့ခဲ့တယ်။ပြည်တာနဲ့မာယာပိကျုံကို ထပ်ပြီးထွက်ခဲ့ကြပါတယ်မယေဘိကျွန်းကတော့ကမ္ဘာအလှဆုံးစည်ရင်းဝင်နာမှုခီးသွဲဧည့်သည်တွေအများကြီးလာကြပါတယ်။အော်ပြောဖို့မိသွားတယ်။ဗမူကျွန်းနဲ့မယေဘိကျွန်းကို အလဲသွားမယ်ဆိုရင်ဝင်ချေးပြရသေးတယ်နော်။ ။နေခန်းတွေနဲ့မြမပြည်သားတွေထိုင်းတွေဆိုလို့ရှိရင်ဘတ်40ပဲပေးရတယ်။နိုင်ငံခြားဧည့်သည်တွေဆိုရင်တော့ဘတ်400ပေးရပါတယ်။ကဲကြည့်လိုက်ပါဦး။မာယာပိကန်းကြီးကအရန်လှတာပဲ။တပုံနေရိုက်ကန်းကြီးလမ်းလျှောက်ရင်အပန်းဖြေခဲ့ကြပါတယ်။ဒီကခီးစင်လေးကတော့ဒီလောက်ပါပဲရှင် ထမဆုံးဗီဒီယိုလေးမျိုးလိုအပ်တာရှိရင်နားလည်ပေးပါရှင်